အမျိုးသားတယောက်စီကတစ္ဆာရှိမှုကိုရယူဖို့စ조사နေတာကိုရက်တင်လိုက်ပါတကယ်တော့မိတ်ဆွေဟာကိုချင်းခင်ရတဲ့အမျိုးသားတယောက်အတွက်ထမင်းဟင်းတွေရှက်ပြုတ်ပေးမီဈေးကြီးတဲ့တင်ဖိုးကြီးတဲ့လက်ဆောင်တွေကိုပေးနေမီသူ့အတွက်စွန့်လက်အနစ်နာခံမှုတွေပြုလုပ်ပေးမီဆိုရင်ကောသူကတင့်စီမှာမြင်းနေသည်မီလို့ထင်ပါသလား မိတ်ဆွေဟာဒီလိုတွေးထင်နေတယ်ဆိုရင်တော့အမျိုးသားတွေတစ္ဆာရှိတာနဲ့ပတ်သက်လို့အမှန်တရားကြီးတစ်ခုနဲ့လွေးလျော်နေတာပဲဖြစ်ပါတယ်။မိတ်ဆွေဟာအရာရာကိုမှန်ကန်စွာလှုံ့ဆော်နိုင်ခင်ရင်တောင်မှပြီးပြည့်စုံတဲ့လက်တွဲဖို့ဖြစ်ခင်ရင်တောင်မှသူ့ကိုဆုံးချုံနိုင်တာမျိုးရှိနိုင်ပါတယ်။ဒါပေမဲ့ဒီလိုပုံစံမျိုးတွေမပြုတ်လို့ပဲမိတ်ဆွေပြုတ်လို့နိုင်တာအတွက်အများကြီးရှော့ပြီးပြုတ်လို့နေတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့တစ္ဆာတရားကိုတစ်သက်လုံးရရှိနေတာမျိုးတွေလေးရှိနိုင်တယ်။ဒါဟာဂိမ်းတစ်ခုလေးမဟုတ်သလိုလှစ်ကွဲတစ်ခုလေးမဟုတ်ပါဘူး။ဒါကလူရဲ့သဘာဝပဲဖြစ်ပါတယ်။အမျိုးသားတဦးဟာသူ့ကိုယ်သူတစ္ဆာမဖောက်သေး၍သူဟာတစ္ဆာဖောက်နိုင်တဲ့လူတစ်ယောက်မဖြစ်ပါဘူး။ဒီအချက်တစ်ချက်ဒေသလျင် အမျိုးသားတွေတစ္ဆာရှိရတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်တယ်။ ဒီအချက်တစ်ချက်တည်းကပဲမိษွေရဲ့စူးစမ်းအထုံးမှုအလုံးထဲပိုလွန်ပြီးရင်အစွန်းထက်ပါတယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာဟာ manifestation လို့ဆိုတဲ့အကြောင်းအရာတွေထက် psychology နဲ့ဆိုင်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာကတည်းကဒီလူမှုအတိုင်းအဝိုင်းတွေမှာအမျိုးသမီးတွေကို လွေးမှားတဲ့အကြံဉာဏ်တွေကိုပေးခဲ့ကြတယ် အဲ့ဒါကကိုယ့်ရဲ့အမျိုးသားအတွက်ပို့လို့ပါပို့ပြီးကောင်းဝင်ပေးပါပို့ပြီးကြိုးစားပေးပါဆိုတဲ့စကားတွေဖြစ်တယ်။တိစ္ဆာရှိမှုဆိုတာအပေးယူပြုလုပ်တာပဲဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်တွေရှိကြတယ်။အဲ့ဒီယုံကြည်ချက်တွေဟာအမျိုးသမီးမောင်မြောက်များစွာကိုပင်ပန်းနွမ်းနေစေခဲ့တယ်၊စိတ်ပြည့်စရာ ကောင်းစေခဲ့တယ်၊စိတ်ချုပ်ထွေးစရာတွေဖြစ်စေခဲ့တယ်။အမျိုးသမီးတွေဟာကိုယ့်ရဲ့အမျိုးသားတွေပေါ်မှာပို့ပြီးရင်ကောင်းဝင်ပေးရမယ်၊ပို့ပြီးရင်စွန့်လန့်အနစ်နာခံပေးရမယ်ဆိုတဲ့အကြံဉာဏ်တွေဟာ တရားရခိုင်နှုံးအထီတော်မမှန်ကန်ပါဘူးမိန်းကလေးတယောက်ဟာသူ့ချစ်တဲ့ချစ်သူအတွေ့ထမင်းဟင်းတွေရှက်ပြုတ်ပေးတာတွေရှိမိအထောက်အပင်းတွေပေးတဲ့အခါရှိမိအဲ့ဒီလိုထမင်းဟင်းတွေစားရတဲ့အခါယောက်ျားလေးဖက်ကသဘောကျတာကျေးဇူးတင်တာတွေရှိမိအထောက်အပင်းတွေရတဲ့အခါအတိအမဲ့ပြုတာတွေကျေးဇူးတင်တာတွေရှိမိဒါပေမဲ့အဲ့ဒီအမျိုးသားက အမြဲတမ်းသစ္စာမရှိနိုင်ဘူးအဲ့ဒီမိန်းကလေးရဲ့ဘဝထေကထွက်သွားနိုင်တယ် ဘာဖြစ်လို့လဲဆိုရင်တော့ကျေးဇူးတင်တာတွေအတိအမဲ့ပြုတာတွေဟာသစ္စာရှိမှုမဟုတ်လို့ပါပဲ။သူဟာမိတ်ဆွေရဲ့အနစ်နာခံမှုတွေကိုကြိုးဆွဲမှုတွေပေးဆဲမှုတွေကိုကျေးဇူးတင်နိုင်တယ်ဆိုပေမဲ့မိတ်ဆွေအပေါ်မှာအမြဲတမ်းသစ္စာမရှိနိုင်ပါဘူး။သူဟာမိဆွေရဲ့ကျင်နာမှုတွေကိုခံစားနိုင်ပေမဲ့သူ့ရဲ့အဓိကသစ္စာရှိမှုကအခြားတနေရာမှာရှိနိုင်တယ်။ ။တစ္ဆာရှိမှုဆိုတဲ့အရာကလေကိုယ်စီကဝန်ဆောင်မှုတွေပေးရုံနဲ့ကိုယ်စီကစွန့်လွှတ်အနစ်နာခံတာတွေပြုလုပ်ပေးတဲ့အရာတွေနဲ့ရယူရတဲ့အရာမဟုတ်ဘူးဝေယူရတဲ့အရာမဟုတ်ပါဘူး။တစ္ဆာရှိမှုဆိုတာကအမျိုးသားတဦးရဲ့ရင်တွင်းမှာရှိနေပြီးသားအရာတွေကို ပြပနေတဲ့အရာတစ်ခုပဲဖြစ်တယ်။ကိုယ်စီကဝန်ဆောင်မှုတွေပေးပြီးရင်သူ့စီကတစ္ဆာရှိမှုကိုမမျှော်လင့်ပါနဲ့။ အမျိုးသားတွေတကယ်တစ္ဆာရှိတဲ့တခုတည်းသောအရာကတော့သူတို့ရဲ့တင်ဖိုးထားမှုတွေဖြစ်တဲ့ value တွေသူတို့ရဲ့မူဝါဒတွေ principle တွေသူတို့ရဲ့ identity တွေပဲဖြစ်တယ်အမျိုးသားတဦးဟာတင့်အပေါ်တစ္ဆာရှိနေတယ်ဆိုတာကသူဟာတင့်အတွက်ပြုလုပ်နေတာမဟုတ်ပါဘူးသူ့ကိုယ်သူအတွက်ပြုလုပ်နေတာပဲဖြစ်တယ် အမျိုးသားတူသစ္စာရှိနေဆိုတာကသူ့ကိုသူတမာရင်းရှိတဲ့အမျိုးသားတယောက်ဂုံကျက်တည်းရှိတဲ့အမျိုးသားတယောက်သစ္စာရှိတဲ့အမျိုးသားတယောက်အဖြစ်သူ့ကိုသူခံယူထားလို့ပဲဖြစ်တယ်။အမျိုးသားတူဟာတင့်အပေါ်မှာသစ္စာရှိနေတယ်ဆိုတာကတင်ကငါ့ကိုသစ္စာရှိပါငါ့ကိုသစ္စာထားပါအဲ့ဒီလိုတောင်းဆိုထားလို့မဟုတ်ပါဘူး။ ဒါဆိုရင်ဘာဖြစ်လို့လဲဆိုရင်တော့သူ့ရဲ့မယိုးသားမှုတွေဟာသူ့ရဲ့ကိုယ်ပိုင်စီးကဲတွေသူ့ရဲ့ကျင့်ဝဲတွေကိုရှိုးဖောက်အောင်ရောက်တည်တော့ယုံကြည်မှုရှိနေတော့အဲ့ဒီတစ္ဆာမဖောက်တာပဲဖြစ်တယ်လူတိုင်းလူတိုင်းမှာကိုဟာဘလို့လူလေးဆိုတာကိုအတိအမဲ့ပြုထားတဲ့ identity တွေရှိတယ်ကိုတင်ဖိုးထားတဲ့ value တွေရှိတယ်မူဝါဒတွေရှိတယ် အမျိုးသားတယောက်ဟာသူ့ရဲ့ကိုယ်ပိုင် identity အပေါ်မှာလေးစားမှုတွေတိဆောက်ထားတယ်ဆိုရင်မိ쇠နဲ့ဗတိပခါတွေဖြစ်နေတဲ့အချိန်မှာတောင်မှမိ쇠ကိုဂုံသိခါရှိရှိဆက်ဆံပါလိမ့်မယ်မိတ်ဆွေရှိခင်နေရတဲ့အမျိုးသားတူဟာဘလို့အရာတွေကိုတင်ဖို့ထားတယ်သူသူတင်ဖို့ထားတဲ့အရာတွေကလူသားတွေရဲ့ကျင့်ဝတ်တွေရိုးသားမှုတွေအဲ့ဒီလိုပုံစံမျိုးတွေအပေါ်မှာတင်ဖို့ထားနေဆိုရင်တော့ တစ္ဆာရှိဖို့အတွက်မိတ်ဆွေဟာသူ့ကိုတခြားဝန်ဆောင်မှုတွေပြုလုပ်ပေးနေစရာမလိုဘူးအနစ်နာခံမှုတွေပြုလုပ်ပေးနေစရာမလိုဘူးသူ့ရဲ့အတွင်းစိတ်ကပဲမိတ်ဆွေအပေါ်မှာတစ္ဆာရှိနေစေမှာပဲဖြစ်တယ်ဒါပေမဲ့သူတန်ဖိုးထားတဲ့အရာတွေကအာနိနေမင်းဒါမှမဟုတ်လွေးမနေပြီဆိုရင်မိတ်ဆွေဟာဘလောက်ပဲစ조사조사ဘလောက်ပဲအာထုတ်အာထုတ်သူ့ကိုမိတ်ဆွေဟာဆက်လက်ထိန်းထားနိုင်မှာမဟုတ်ပါဘူး တင်ဖိုးထားမှုတွေအာနိနေတဲ့အမျိုးသားတယောက်အတွက်တင်ဖိုးထားမှုတွေလွေးမားနေတဲ့အမျိုးသားတယောက်အတွက်မိษွေဟာဘလောက်ပဲစူးစမ်းစူးစမ်းဘလောက်ပဲအနစ်နာခင်ခင်အဲ့ဒါကဘာနဲ့တူတလေဆိုရင်တင်ဖိုးတစည်းကိုသေးပြင်ပေါ်မှာကြောက်ရှားဖို့စူးစမ်းနေတာနဲ့အတူတူပဲ မိတ်ဆွေပေးတဲ့လက်ဆောင်တွေအပေါ်မှာသူမေ့ပလိုက်နိုင်တယ်မိတ်ဆွေပေးတဲ့ဝန်ဆောင်မှုတွေအပေါ်မှာသူအစားထိုးနိုင်တယ်ဒါပေမဲ့သူ့ကိုသူလေးစားမှုကိုမဆုံးချုံပေးရှိနေမည်ဆိုရင်တော့သူ့ရဲ့အဓိကတင်ဖိုးထားတဲ့အရာတွေပေါ်မှာသူတစ္ဆာဖောင်းမှာမဟုတ်ပါဘူးသူ့ကိုသူမလေးစားတော့တဲ့အခါမှသာလျင်သူဟာအဲ့ဒီတင်ဖိုးတွေအပေါ်မှာတစ္ဆာဖောင်းမှာပဲဖြစ်တယ်နောက်ဆုံးမှာတော့အမျိုးသားတယောက်ရဲ့တစ္ဆာရှိမှုဆိုတာ သင်ပေးဆဲအနစ်နာခံနေတဲ့အရာတွေမဟုတ်ပါဘူးသူ့ရဲ့အတွင်းစိတ်ကိုရောင်ပြန်ဟဲပေါ်ပြနေတာပဲဖြစ်တယ်။ဒါဆိုရင်ဒီလိုနဲ့ချင်းတဲ့အပေးယူမပါတဲ့တစ္ဆာရှိမှုကိုမိတ်ဆွေကဘလို့ခွေးရှားသိမြင်နိုင်မလဲ။ဒါကအရင်ကိုကြည်ကြည်ခံရတဲ့အကြောင်းအရာတွေမဟုတ်ပါဘူးဒီလိုသိမြင်နိုင်ဖို့ရိုးရှင်းတဲ့အကြောင်းအရာတွေရှိပါတယ်တစ္ဆာရှိတဲ့ယောက်ျားတစ်ယောက်ဟာမိ쇠ကိုအများရှိမှပြုတ်မှုဆက်ဆံတလို့မျိုး ကိုနဲ့နှစ်ဦးသားရှိနေတဲ့အချိန်မှလေအဲ့ဒီအတိမ်ပဲပြုမှုဆက်ဆက်နေပါလိမ့်မယ်ဒါဟာသူ့ရဲ့တစ္ဆာရှိမှုကို ပြသနေတာမဟုတ်ဘဲသူ့ရဲ့ပင်ကိုယ်သဘာဝဖြစ်ကြောင်းပြသနေတာပဲဖြစ်တယ်ဒုတိယအချက်ကတော့ပွင့်လင်းမြင်သာမှုပဲမိစေကိုသူဟာပွင့်ပွင့်လင်းလင်းဆက်ဆက်ပါလိမ့်မယ်သူ့အတွက်မတက်မတာဖြစ်စေတဲ့အကြောင်းအရာတွေဆိုရင်တောင်အမှန်ကိုပြောပြပါလိမ့်မယ်မိစေရဲ့နောက်ကွေမှာသူဟာဘာမှဖုံးကွေထားတာရှိနေမှာမဟုတ်ပါဘူး ဒါကသူ့ရဲ့တစ္ဆာရှိမှုဟာသူ့ရဲ့ကျင့်ဝဲတွေနဲ့ဆက်ဆက်နေတဲ့အကြောင်းကိုတက်တည်ပြနေတာပဲဖြစ်တယ်။တတိယနဲ့အထင်ရှားဆုံးအချက်ကတော့မိတ်ဆွေနဲ့တူနေကြမှာပဋိပက္ခတွေဖြစ်နေရင်တောင်မှ သူကမိတ်ဆွေကိုလေးစားမှုရှိနေမှာဖြစ်တယ်။သူကဒေါသထွက်နေရင်တောင်မှမိတ်ဆွေအပေါ်လေးစားမှုကို သူထိန်းသိမ်းထားပါလိမ့်မယ်။ဒါကသူ့ရဲ့တင်ဖို့တွေဟာခဏတာစိတ်ခင်စားမှုထက်ပိုမိုခိုင်မာနေကြောင်းကို ပြသနေပါတယ်။ ဒါဆိုရင်အမျိုးသားတယောက်ကတင့်အပေါ်တစ္ဆာရှိလာအောင်ဘလို့ပြုလုပ်ရမှာလဲတင့်အနေနဲ့သူ့အတွက်ပို့ပြီးပြုလုပ်ပေးရမှာမဟုတ်ဘူးသူ့အတွက်အစွန့်လွှဲအနစ်နာခံရမှာမဟုတ်ဘူးသူ့အတွက်တင်ဖို့ရှိတဲ့လက်ဆောင်တွေအများကြီးပေးနေရမှာမဟုတ်ဘူးသူရဲ့တင်ဖို့တွေသူရဲ့မူဝါဒတွေသူရဲ့ identity တွေနဲ့လိမ်ညိုးညီထွေဖြစ်အောင်နေပြရမှာပဲဖြစ်တယ်။ အဲ့ဒီတော့သူ့ကိုအမြင့်တဲ့ဝန်ဆောင်မှုတွေပေးနေပြီးအစားသူ့ကိုလေးစားမှုကိုတော့ပြသလို့ရပါတယ်။သူ့အပေါ်ဟန်ဆောင်ပြီးဆက်ဆက်နေပြီးအစားမိမိကိုကိုစစ်မှန်စွာနေပြီးရင်သူ့ကိုဆက်ဆက်ပါ။တနည်းအားဖြင့်ပြောမေဆိုရင် authentic ဖြစ်ပါပေါ့နော်။အစ်စ်အမှန်နေထိုင်ပါလို့ဆိုလိုပါတယ်။ဒီလိုအစ်စ်အမှန်နေထိုင်နိုင်ဖို့အတွက်ကိုယ့်ရဲ့ခိုင်မာတဲ့တင်ဖိုးတွေကို သူသိအောင်ပြသပေးဖို့လိုတယ်။ကိုယ့်ရဲ့တင်ဖိုးတွေနဲ့သူ့ကိုအဆက်အသွယ်ပြုလုပ်ဖို့လိုတယ်။ တအူအပေါ်တအူလေးစားမှုရှိမှသားလျင်တစ္ဆာရှိမှုဆိုတာကပုံမခိုင်မြင်လာမှာပဲဖြစ်တယ်။မိတ်ဆွေကကိုထားတဲ့တန်ဖိုးတွေစင်နှုံးတွေအတိုင်းခိုင်မာစွာရက်တည်နိုင်တဲ့အခါကို့ရဲ့အဲ့ဒီတန်ဖိုးတွေစင်နှုံးတွေနဲ့ကိတ်ညီတဲ့အမျိုးသားတစ်ယောက်ကိုတဘာဝအတိုင်းဆွေးငင်ညှို့ယူနိုင်ပါလိမ့်မယ်။ဆက်လက်ပြီးရင်အမျိုးသားတွေစီကတစ္ဆာရှိမှုကိုမရနိုင်တဲ့အထူးအကြောင်းရင်းတွေအမှားတွေအကြောင်းကိုပြောပြပါမယ်။ ထမဆုံးအမားကတော့သူ့စီကိုကိုကအမြင်နဲ့ပေးနေတာပေးတယ်ဆိုတာကလက်ဆောင်ပစ္စည်းတွေပေးမေဝန်ဆောင်မှုတွေပေးမေအနစ်နာခံမှုတွေပေးမေဒီလိုပေးကဲမှုတွေပြုလုပ်နေတာဒါကပေးကဲမှုနဲ့တစ္ဆာရှိမှုကိုဝီယူဖို့စ조사နေရှင်တမျိုးပဲဖြစ်တယ်ဒီလိုပေးကဲနေတာဟာကိုကိုကိုတင်ဖို့ထားမှုနေပါတာကိုပြသပြီးရင်မိ쇠ရဲ့စူးစမ်းအထောက်မှုကိုတကယ်တည်းမှတင်ဖို့ရောစီပါတယ် ဒုတိယအချက်ကတော့မိတ်ဆွေဟာသူ့ဖက်ကမလေးစားစွာဆက်ဆင်နေတာတွေကိုသိခင်နေတာတွေရှိမိအဲ့ဒီအရာတွေကိုရက်တင်ပေဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုရင်တော့ စ္ဆာရှိမှုဆိုတာအပြည့်အလင်းလေးစားမှုကိုဆိုလိုပါတယ်။ဆိုးဝါးတဲ့အပြုတ်အမူတွေကိုခံနိုင်ရင်ရှိရှင်းကတင့်ရဲ့တင်ဖို့တင့်ရဲ့စီကဲရှဲတွေကိုညှိနှိုင်းနိုင်တော့သူ့ကိုအချက်ပြနေတာဖြစ်တယ်။တနည်းအားဖြင့်ပြောမေဆိုရင်ငါဟာအရေးကြီးတဲ့လူတယောက်မဟုတ်ဘူးအရေးပါတဲ့လူတယောက်မဟုတ်ဘူးဆိုတဲ့အချက်ကိုပြသနေတာပဲဖြစ်တယ်။ တတိယအချက်ကတော့အကြောင်းညီညွဲမှုမရှိခင်ကတိကသူ့စီကဂတိကဝဲတွေကို တောင်းဆိုနေတာဖြစ်တယ်ဒီလိုသူ့စီကဂတိကဝဲတွေတောင်းဆိုနေတာကိုရှောင်ပေးပါသူ့စီကဂတိကဝဲတွေဘာမှတောင်းဆိုမနေဘဲနဲ့မိမိကိုယ်ကိုစီးတွေဘောင်တွေရှိနေတဲ့ဘဝတစ်ခုကိုနေထိုင်ရှင်းဖြင့်သစ္စာရှိမှုကိုဆွေးဆောင်နိုင်ပါတယ်ညီငုံချောင်းအနေနဲ့ပြောမိဆိုရင် အမျိုးသားတယောက်ရဲ့တစ္ဆာရှိမှုဟာသင်အနေနဲ့သူ့အတွက်ဘလောက်လုပ်ပေးသလဲ ဘလောက်အနစ်နာခံပေးတဲ့ဘလောက်ဝန်ဆောင်မှုတွေပေးနေတဲ့ဆိုတာနဲ့မသက်ဆိုင်ပါဘူးဒါဟာသူ့ဘလို့လူလေးသူ့ဘာကိုတင်ဖို့ထားတဲ့သူ့ရဲ့ဘဝမှာတင်ရောက်ရှိမှုကသူ့ရဲ့ဂုံသိက္ခာသူ့ရဲ့လူမှုကျင်းဝဲတွေအပေါ်မှာဘလို့ခိုင်မာစေတဲ့ဆိုတာနဲ့ပဲသက်ဆိုင်ပါတယ် ဒါကြောင့်အခုအချိန်ကစပြီးရင်ဒီအကြောင်းအရာတွေကို သိတာနဲ့တပြိုင်နက်ကိုယ့်အတွက်အရေးမပါတဲ့အရာတွေအတွက်စွန့်အင်တွေ ပြုံးတိနေတာတွေကိုရက်တင်လိုက်ပါသူ့အတွက်ပေးဆက်နေတာတွေသူ့အတွက်စွန့်နဲ့အနစ်နာခံနေတာတွေသူ့အတွက်ဝန်ဆောင်မှုတွေပြုလုပ်ပေးနေတာတွေဟာကိုယ့်ဘဝအတွက်ဘာတစ်ခုမှအရေးမပါပါဘူးမိမိကိုယ်ကိုအာယုံဆိုင်ရှင်မိမိကိုယ်ကိုဦးစားပေးရှင်မိမိကိုယ်ကိုတင်ဖို့ထားရှင်တွေကပဲမိစွေလူရှင်တဲ့ချစ်သူကို တဘာဝအတိန်ဆွေးဆောင်နိုင်ပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်